မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့ပြူစောတိရွာတရွာကိုရိတ်ခါတဲရန်ထွက်လာတဲ့ပြူစောတိနှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့မှာပခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့ပြူစောတိရွာတရွာကနေရိတ်ခါတဲရန်ထွက်လာတဲ့ပြူစောတိနှစ်ဦးကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးရမိတဲ့ပြူစောတိနှစ်ဦးဟာအသက်18နှစ်အရွယ်ကျော်သူဝင်းနဲ့အသက်18နှစ်အရွယ် ထုံးဆောင်မင်းတို့နှစ်ဦးဖြစ်ပြီးတော့လက်ရှိအချိန်ထိစစ်စေးမင်းမြန်ရဖမ်းဆီးထားဆဲဖြစ်တယ်လို့သိရပါဗါးလာတာကနှစ်ဦးပါနှစ်ဦးစလုံးကိုခြုံခိုပြီးတော့ဖမ်းဆီးလိုက်တာပါလက်နက်တွေတော့ပါမလာဘူးလူကိုပဲဖမ်းမိတာပြူစောတိရွာတရွာကထွက်လာတာပေါ့ရွာရဲ့နာမည်ကိုတော့မြေပြင်အခြေအနေအရမထုတ်ပြန်သေးပါဘူးစစ်ရေးအရဖမ်းဆီးထိန်သိမ်းပြီးတော့ကျွန်တော်တို့တွေဆက်လက်ပြီးတော့မင်းမြန်နေပါတယ်စစ်ခွေးတွေအတွက်ရိတ်ခါလာတဲ့တာကိုခြုံခိုပြီးတော့ဖမ်းဆီးနိုင်ခဲ့တာပါတရားဥပဒေအရအေးအေးယူဆောင်ရွက်တော့ဖို့ရှိပါတယ် ်ပြူစောတီရွာအဆက်မှာကင်းမောင်းဝစ်ပြီးတော့ဖမ်းဆီးလိုက်တာပါလို့ Rocket Fighter တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းအုပ်ဖို့မြို့နယ်ဆယ်ရွာကပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ခွေးတွေဘက်က15ဦးသေဆုံးသွားပြီးတော့ပြည်သူ9ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ24ရက်နေ့မွန်လွယ်3:28မိနစ်ခန့်မှာအုပ်ဖို့မြို့နယ်ဆယ်ရွာကပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးထားတဲ့အင်အား80ခန့်ပါတဲ့စစ်ကြောင်းကိုမင်းလာမြို့နယ်အပိုင်းမြို့ချောင်းစိန်ကလန့်ရိုးမဖြတ်လန့်48ပေါင်း ဖုတ်တက်ကြီးအနီးကားလမ်းပိုင်းမှာတာယာဝတီခရိုင်တရင်383ညနဲ့တက်ခွဲငါဘျူဟာစစ်ကြောင်းကစောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမင်းနေ20ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးတေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပေါ်တာဆွဲဖမ်းဆီးလာတဲ့ပြည်သူ9ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးများဟာဗန်ပွေးကုန်းရွာဘက်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီးတော်လိုင်းရဲဘော်များနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစစ်အုံဆောင်ပစ္စည်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ ဆယ်ရွာကနေပေါ်တာဆွဲလာတဲ့ပြည်သူတွေကိုစစ်တင်နှန်းကိုပို့ဖို့ဗန်ပွေးကုန်းဘက်ကိုဆင်းလာတယ်လို့သတင်းရလို့စောင့်ပြီးတော့တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကြခြင်းကမင်းနဲ့20လောက်အတွင်းမှာစစ်ခွေးတွေဘက်ကတေးတာ15កောင်ဒဏ်ရာရတာ3កောင်ပါတိုက်ပွဲအတွင်းမှာဖမ်းဆီးလာတဲ့ပြည်သူ9ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကမင်းလာ10ပေါင်ပေါ်မှာဝင်ရောက်လာတော့ကသူတို့အိတ်ခဲ့တဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးသွားတဲ့စစ်ကြောင်းပါလို့တာယာဝတီခိုင်တိုင်ရင်383ညနဲ့ တခွဲငါဗျူဟာစစ်ကြောင်းကတောင်ရှိသူတို့ကရှင်းပြထားပါတယ်မင်းလာမြို့နယ်အတွင်ဆက်လက်ပြီးတော့တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီးအကြမ်းဖက်စစ်ခွေးတပ်ကလူသားတိုင်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းမော်တော်ယာဉ်များကိုချောဆွဲခြင်းများပြုလုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့ရုံးမအတွင်းကိုတွာလာခြင်းများမပြုလုပ်ရန်နဲ့စစ်ကောင်စီတပ်သားများအနီးမှာတွာလာနေထိုင်ခြင်းများမပြုလုပ်ရန်တာယာဝရီခိုင်တရင်38 3ညနဲ့တခွဲငါဗျူဟာစစ်ကြောင်းကအတိအပြီးပြောကြားထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြင်းညံမှာအုတ်ချုပ်ရိမ်းမှုရဲ့မိမကိုပြူစောတီခေါင်းဆောင်တီရာရုံမောင်ကရိုက်နှက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းညံမြို့နယ်ခေါင်းဝဲကျေးရွာမှာစစ်ကောင်စီလက်အောက်ခံအုတ်ချုပ်ရိမ်းမှုဦးထွန်းမော်ဦးရဲ့မိမကိုပြူစောတီခေါင်းဆောင်တီရာရုံမောင်ကပတ်စံမပေးတဲ့အကြောင်းပြချက်နဲ့ရိုက်နှက်ခဲ့တယ်လို့သိရပါဗျ။ ခေါင်းခွဲကြီးရွာမှာရှိတဲ့တန့်စင်73စီဆိုင်မှာတက်ဆွဲထားတဲ့တီရာရွမွန်ရဲ့ပြူစောတိအဖွဲဟာဇူလိုင်လ28ရက်နေ့က၎င်းတို့ရဲ့စားတောက်ဈေးရိတ်နဲ့အခြားသုံးစွဲမှုဈေးရိတ်များအတွာငွေကျပ်သိန်း20ကိုအုတ်ချုပ်ရင်းမှုဥထုံးမော်ဥထံမှာတောင်းခံခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတောင်းခံမှုကြောင့်နှစ်ဦးနှစ်ဖက်စကားများရန်ဖြစ်ခဲ့ပြီးဥထုံးမော်ဥရဲ့ဇနီးကပတ်စံပေးရန်ညှင်းဆုပ်ခဲ့ရမှာတီရာရွမွန်က၎င်းရဲ့ဇနီးကိုပါရီနားရီအကြံပေးရရိုက်နှက်ခဲ့တယ်လို့အုတ်ချုပ်ရင်းမှုတဲ့နီးဆက်သူတို့ကပြောပြထားပါဗျ။ဥထုံးမော်ဥကစစ်ထွက် အခုတော့ရွာရဲဥက္ကဋ္ဌဖြစ်နေတာပေါ့ဇွန်လ28ရက်နေ့မှာတက်လာဆွဲတဲ့အချိန်တီရာရွမုံကဥက္ကဋ္ဌအင်ကိုသွားပြီးတော့သူ့တပည့်တွေစားဖို့ကွန်ဘိုဆေးလိပ်ဖို့သွားပြီးတော့တောင်းတာသူမိမကလည်းရှိနေတယ်ဒိန်း20ဆိုတော့ကိုဘသာကိုရှာကြံစားတော့ပါလားလို့သူမိမကပြန်ပြောတာကိုတီရာရွမုံကပါးတွေနားတွေကိုလှိမ့်ပြီးတော့ရိုက်တာ ဥက္ကဋ္ဌလည်းဘာမှမပြောရဲဘူးငြိမ်ပြီးခံနေရတာပဲလို့၎င်းကရှင်းပြထားပါဗျ။အင်အားအယောက်30ခန်းရှိတယ်။တီရာယုံမွန်ရဲ့ပြူစောတိအဖွဲ့ဟာဇူလိုင်လ28ရက်နေ့မနက်ကစတင်ပြီးတော့ခေါင်းခွဲကြီးရွာရဲ့တန့်စင်73စီဆိုင်မှာခြေကုပ်ယူထားပြီးဇူလိုင်လ29ရက်နေ့အထိတက်ဆွဲထားတယ်လို့သိရပါဗျ။အဲ့ဒီအဖွဲ့ဟာကြီးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်မှာမူရဲဆေးဝါးအရက်ဘီယာဘိုးစတဲ့ကုန်ကျစရိတ်များအတွက်လိုက်လံတောင်းခံလေးရှိတယ်လို့မြင်းညာမြို့ကတူကပြောပါဗျ။ ်တိဒါရုံမောင်တဲ့အဖွဲကရွာတွေစစ်ကြောင်းထိုးလာရင်အဲ့ဒီအတိုင်းပဲသူ့လူတွေမူးယစ်ဆေးဝါးဖို့အရက်ဖို့ဘီယာဖို့ဆိုပြီးတော့လိုက်ပြီးတော့တောင်းနေတာ လူစေရအိမ်မရှိရင်အချင်းချင်းတောင်းတတ်တယ်လို့မြင်းညာမျိုးကံတို့ကပြောပြထားပါဗျ။တီတာရွမုံရဲ့ပြူစောထိအဖွဲဟာမြင်းညာမျိုးပေါ်မှာသားမကလူမနေတော့တဲ့ခြေရွာများမှာရှိတဲ့အရက်သားတွေရဲ့နေအိမ်များအတွင်ပြည်စည်းများနဲ့ပြိဘောကများကိုဖောက်ထွင်းတည်ဆောင်မှုများပြုလုပ်လို့ရှိတယ်လို့ဒေသခံများနဲ့ကာကွယ်တပ်ဖွဲ့များကပြောဆိုထားပါဗျ။ဒါအပြင်အဲ့ဒီတရောင်းစားပြူစောထိအဖွဲဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ဂိမ်းများဖွင့်လှစ်ထားပြီးခြေရွာတွေကမြင်းညာမျိုးပေါ်ကိုဈေးဝယ်ထွက်လာသူများနဲ့ကုန်တင်ကားမောင်းသူများကို ဖမ်းဆီးတပ်ဖြတ်မှုများလှုံ့ဆော်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေတာရှိမြို့နယ်ရေလွဲရွာဘက်ကိုလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခတ်ရာ စိတ်ခွေးသုံးကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၄ရက်နေ့မနက်၉နာရီခန့်မှာရေလွဲကြီးရွာတောင်ဘက်မှာရှိတဲ့တစ်သားတရားဘော်ကိုတက်လာတဲ့အချက်ဘက်စိတ်ခွေးအယောက်30ခန်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမင်းနဲ့ပိုင်းများကြာမြင့်ခဲ့ပြီးတော့အချက်ဘက်စစ်ကောင်စီတပ်သား၃ဦးတိတ်ဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ကျွဲရိုင်းမြင်ရွာတရားကလူနာတင်ကားတစည်းဟာရေလွဲကြီးရွာတဲ့ကိုဝင်ရောက်လာပြီးစစ်သားအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုတင်းဆောင်က ထုံးမိုလ်ကြီးရွာဘက်ကိုပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုကိုတောင်ကိုခရတရင်3934တက်ခွဲနဲ့ပဝါနီစစ်ကြောင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထူးကင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီအခြေစိုက်တဲ့နေပြည်တော်ပုပ္ပတ္တိမြို့နယ်မှာအာဇာနီခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်ထုကိုဇွန်လ28ရက်နေ့ညပိုင်းမှာစစ်ကောင်စီလက်အောက်ခံတွေကညာတွင်းချင်းဖြုတ်ခိုးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီတွေယူဆောင်သွားတဲ့ဘိုးချုပ်အောင်ဆန်းကျေးရုပ်ထုဟာပုပ္ပတိရိမြို့နယ်ဇောကနာဒီပရက်ကွာဇောကြီးလမ်းနဲ့တန်လွယ်လမ်းကြားကပန်းချံငယ်တစ်ခုမှတရှိပြီးတော့နေပြည်တော်ဘူရာကြီးနဲ့ပုပ္ပတိရိဈေးအနီးမှာရှိတယ်လို့သိရပါတယ်ပုပ္ပတိရိဘက်ကဘိုးချုပ်ကျေးရုပ်မရှိတော့တာပါနေပြည်တော်ဘူရာကြီးနာလမ်းမကြီးဘေးကရုပ်ထုပါစစ်ကောင်စီတွေပဲဖြုတ်ခိုးသွားတာပါလို့နေပြည်တော်မှာနေထိုင်တဲ့ဒေသခံတို့ကပြောပြထားပါဗျ။အခုဇော်လိုက်လ19ရက်နေ့အာဇာနည်နေ့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ စစ်ခွေးကောင်းဆောင်မင်းအောင်နိုင်ကဗိုလ်ချုပ်အောင်ဆန်းရဲ့အကြံရတဲ့ပြည်စီအထိမ့်မတ်တွေကိုဂရုတစိုက်ထိမ့်သိမ့်ဖို့ပြောဆိုခဲ့ပေမယ့်ကိုယ့်ရဲ့အကြံမှာပဲပုပ္ပတိရီမြို့နယ်ကဗိုလ်ချုပ်ကျေးရုပ်ထုကိုစစ်ကောင်စီကဖယ်ရှားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဇဝနဒီပရက်ကွာမှာတရှိတဲ့ဗိုလ်ချုပ်ကျေးရုပ်ထုကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်2019ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့82နှစ်မြောက်ပြည်တော်စုနေ့မှာပန်းချံဖွင့်ပွဲနဲ့အတူဗိုလ်ချုပ်အောင်ဆန်းရဲ့ကျေးရုပ်ထုအဖြစ်နဲ့ အထိမ့်မှထားရှိခဲ့တာပဲဖြစ်ပါတယ်။နေပြည်တော်တပြေကုန်းအဝိုင်းမှာတည်ရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုဟာဒေသခံပြည်သူတွေရဲ့အလှူငွေနဲ့စူပေါင်းစိုက်ထူခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။လွတ်လပ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းအထိမ့်မှရုပ်ထုတွေကိုနိုင်ငံတော်မျိုးနယ်ရက်ကွက်များမှာပြည်သူတွေရဲ့စူပေါင်းလှုပ်ဆောင်မှုတွေနဲ့တကွာ NLD အစိုးရဘက်ကလည်းပံ့ပိုးကူညီဆောင်ရွက်မှုတွေပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာစစ်ကားရှစ်စီးပါတဲ့ရင်းနှန်းကိုစောင့်ကြိုတိုက်ခတ်ရောက်စစ်ခွေးများထိခိုက်ဒေဆုံးမှုရှိပြီးတော့ကားတစီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ23ရက်နေ့မနက်9:45မိနစ်ခန့်မှာ မုံရွာမြို့နမခခကနေထွက်လာတယ်။တံမြားကကရှစီပါတဲ့ရင်းနှန်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ။၎င်းတိုက်ခိုက်မှုအတွင်းမှာတံမြားကကဒစီဟာပြက်စီးသွားပြီးတော့ဆက်လက်မောင်းနေလို့မရတော့တဲ့အတော့မြောင်လန်းခွဲမှာရထားခဲ့ရတယ်လို့ပြောပါတယ်။ကြံတဲ့ကားခုနှစ်စီးဟာသခိုင်းမြို့တပ်မ33ကိုဝင်ရောက်သွားတယ်လို့သိရပြီးတော့၎င်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ခွေးများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။စစ်ခွေးတွေတဲ့စီးရင်ကရင်းနှန်းကလည်းများ ကင်းမုံတွေကလည်းများတော့အတိအကျတော့မသိရသေးဘူးပြစ်ပြီးတဲ့နောက်မှာအဲ့ဒီနားမှာရှိတဲ့အထိုင်စခန်းထဲကိုတန်းဝင်ပြေးသွားပြီးကားတစ်စီးကအခုတည်းကမထွက်လာနိုင်သေးပါဘူးပြည်သူတွေရဲ့ကားတွေအနေနဲ့စစ်ခွေးတွေကားတွေနဲ့ကတ်မလိုက်ဖို့ပြောချင်ပါတယ်ကျွန်တော်တို့အနေနဲ့စီရင်ဆောင်ရွက်တဲ့အခါမှာပြည်သူကားတွေကတ်ပါလာရင်စစ်စင်ရေးကိုရွှေ့လိုက်ရတာတွေရှိလို့ပါလို့ Black Eagle Defense Force MMU ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ပန်းတင်အင်းရွာကစစ်ပင်းရှောင်ပြည်သူများကိုအကြမ်းဖက်ဆက်တကလက်နက်ကြီးနဲ့ပစ်ခတ်ရာပြည်သူနှစ်ဦးသေဆုံးပြီးတော့နေအိမ်ရှစ်လုံးပျက်ကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့မနက်ပိုင်းမှာမောင်းမကန်ရဲစခန်းကအကြမ်းဖက်စစ်ခွေးများကပန်းတင်အင်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စိတ်ခွေးတွေဘက်ကထိခိုက်မှုရှိတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားတွေကပန်းတင်အင်းရွာတဲကိုဝင်ရောက်စီးနှင်းကပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားပြီးတော့ခြေရွာထဲမှာရှိတဲ့နေအိမ်ရှစ်လုံးကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းဟာလက်ရှိအချိန်ထိပန်းတင်အင်းရွာထဲမှာတပ်ဆွဲထားပြီးတော့စစ်ဘေးရှောင်ပြည်သူများကိုလက်နိုင်ငယ်များနဲ့လိုက်လံပစ်ခတ်တယ်စစ်သည်မော့နဲ့တပြေချောင်းရွာဘက်ကစစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းကြောင့်ပြည်သူနှအုပ်လက်နက်ကြီးကြီးထိမှန်ကတေဆုံးခဲ့ရတယ်လို့သိရပါဗါး အခုတည်းကလက်နက်ကြီးတွေနဲ့ပြစ်နေတော့မဲစစ်ရှောင်းတွေထပ်ပြီးတော့ပြေးနေရပါတယ်စစ်ခွေးတွေကဇက်တိုက်ရန်တမ်းပြီးတော့ပြစ်နေတာပြည်သူနှအုပ်သေးသွားတယ်၆အုပ်လောက်ဒဏ်ရာရထားပါတယ်အကုန်လုံးတကွဲတပြားနဲ့ညအမောင်ကြီးတွေမှာပြေးနေရတော့တေဆုံးထိခိုက်မှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူး စစ်ခွေးတွေကလူရိတ်မြင်တာနဲ့ကိုလိုက်ပြစ်တာအခုတော့ရွာလုံးကျွရှောင်ပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အကြံဖတ်စစ်ခွေးစစ်ကြောင်းဟာကြေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုလည်းစိတ်ကြိုက်ဝင်ရောက်မှွေနှောက်နေပြီးတော့တံမိုးကြီးတဲ့ပြည်စည်းများကိုခိုးယူနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမူးမြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြံဖတ်စစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့ဘုံသီးအလုံး280ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ25ရက်နေ့မှာအချမ်းဘတ်စစ်တပ်ကလက်နက်ကြီးများနဲ့မူးမြို့နယ်အညာစုကြီးရွာအတွင်းကို62လုံး၊ရင်းတိုက်ကြီးရွာနဲ့နောင်ကုန်းကြီးရွာကြားကို52လုံး၊ရေလဲကရင်ရွာနဲ့ရေလဲဗမာကြီးရွာအတွင်းကို21လုံး၊တောင်စုအရှိရွာနဲ့အနောက်ကြီးရွာအတွင်းကို31လုံး၊မယန်းစိမ့်လေးကြီးရွာနဲ့လူတော်တာကြီးရွာကြားကို28လုံး၊လဲပတ်ကြီးရွာအတွင်းကို32လုံး၊ကာကြီးစိတ်ကြီးရွာနဲ့ဒိုးတို့ကြီးရွာအကြားကို28လုံး၊ကရင်ဗမာမြရဲကြီးရွာကြားကို10လုံး၊မထွေစုပ်ကြီးရွာအတွင်းကို22လုံး စုစုပေါင်းဘုံသည်284လုံးပြစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါတယ်။ရေချောင်းကနေလည်းတိုက်ခိုက်ရေးရေရင်နဲ့အုံးမေစုကျေးရွာနဲ့ရင်ရင်းကုန်းကျေးရွာကြားကိုဘုံသည်နှလုံး၊လေပဲကျေးရွာတဲကိုနှလုံး၊ငနောင်းစိတ်ကျေးရွာနဲ့အညာစုကျေးရွာကြားကိုနှလုံးစုစုပေါင်း6လုံးကျဲချခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇူလိုင်လ28ရက်နေ့ကလည်း အကြပ်ဖက်စစ်ခွေးတိုက်ရဲခလိုက်ရ60တိုက်ရဲမှာတာဝန်ကျနေတဲ့ပြည်သူစစ်တအုပ်ကရှမ်းချောင်းကျေးရွာကကိုတင်ကိုကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်သွားတယ်လို့သိရပါဗါးအလားတူပဲမန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့ရုံးစီကြီးရွာအနီးတစ်ဝိုက်ကိုလည်းစက်တက်လေးထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါဗါးဇူလိုင်လ28ရက်နေ့ည7:50ခန်းကစတင်ပြီးတော့ရုံးစီကြီးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်ခွေးတိုက်ရဲမိထီလာ၄တက်ကနေတက်လာတဲ့စက်တက်လေးထီးတစ်စီးနဲ့ဘုံသီး၆လုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ ဆက်လက်များနေပါပြစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါဗျ။ညပိုင်းကကျဲချခဲ့တာပါ။ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရတယ်။ရုံးစီကြီးရွာအနီးတစ်ဝိုက်ကိုကျဲချသွားတာဆိုတော့ပျက်စီးမှုတော့မရှိဘူးလို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေမြောင်း